တ်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့အဝေရောက်လက်များအဖွဲ့ကဥဆောင်ပြီးမြန်မာငလီပေးရမုံငွေဈေးရောက်ပွဲကျင်းပတဲ့တင်ပလိတ်မြို့ကန္နာကစတရရွာမှာနေအိမ်၁၈လုံးမြေကြီးရဲ့ပြူကျပျက်စီးက၃ဦးသေဆုံးတဲ့တင်အပြစ်ခတ်ရဲ့ဆဲစာထုတ်ပြန်ပေးမယ်။လေကြောင်းတိုက်ခတ်မှု၁၅ခုအထိရှိလာတဲ့တဲ့တင်ပါဝင်ဖရော့ဖေရဲ့နေ့စဉ်သတင်းတွေကိုကြားရမှာပါ။အဝေရောက်လက်များအဖွဲ့ကဥဆောင်ပြီး မြမငလီပေးရပုံငွေဈေးရောက်ပွဲကိုမဲဆောက်မြို့မှာကျင်းပခဲ့ပါတယ်။အစူပါရမုံငွေရှာဖွေပွဲမှာပကြီးစရာတချို့ရေးဆွဲလူတန်းထားတဲ့ပကြီးကားတွေကိုလေလံရောက်ချတာရုပ်ပြောင်ပကြီးကာရီရေးထားရေးဆွဲတာပါဝင်ကပြားစရာကိုယ်တိုင်ရေးထားတဲ့လက်ရေးမှုကပြားတွေကိုလည်းရောက်ချခဲ့ပါတယ်။ဒါပြင် လူငယ်တွေကိုယ်တိုင်ဖတ်သီးထားတဲ့လက်မှုချီတိုးပစ္စည်းတွေနဲ့အဝတ်အထည်တွေပါ ရောက်ချခဲ့ပြီး ရောင်းချရငွေတရားရဲ့ခိုင်နှုန်းလူတိုင်းတွားပါမယ်လို့သိရပါတယ်။အဆိုပါပွဲကိုညနေ၄နိုင်မှာစတင်ခဲ့ပြီးငလင်ကျောက်ထိခိုက်တည်ဆုံသွားခဲ့ရတဲ့ပြည်သူတွေကို စာနာတော်အဖြစ်တမိနစ်ငိတ်တက်ခဲ့ကြပြီးကြပြရွတ်ဆိုခြင်းအမတ်တရစကားပြောကြခြင်းနဲ့တည်ဆုံသွားသူတွေအတွက်မျက်ဝေခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။မတ္တလီတိုင်းဒေသကြီးပလိမ့်မြို့နယ်စရိယကျေးရွာမှာငလေလောက်ကပ်ခဲ့ပြီးနောက် နေအိမ်၁၈လုံးပြူကျပျက်စီးခဲ့ကငလေကျောက်ဒေသခံ၃ဦးထိခိုက်သေးဆုံးခဲ့တယ်လို့မြေပြေမှာတွားရလူတန်းတူအလူရှင်အမျိုးသမီးတူကဖရော့ဖာကိုပြောပါရယ်စရိယကြီးရွာမှာအင်ချီပေါင်း350ရှိပြီးလက်ရှိမှာငလေတန်းကျောက်နေအိမ်ပျက်စီးဆုပ်ရှုံးသွားတဲ့သူတွေအတွက်ယာယီတဲ့နဲ့ရှင်လုံးအင်သာတိဆောက်ဖို့အတွက်ငွေသားစေတိုင်းအပြင် ဒေတာခန်တွေကိုဈေးကူတပေးခဲ့တယ်လို့အလူရှင်အမျိုးသားတဦးထံကနေသိရပါဗျ။လက်ရှိအမြင့်ကြီးရဲ့ပြူကျသွားရေးနေအိမ်တွေမှာ ပြက်လက်တိဆောက်ဖို့အဆင်မပြေသလိုနေအိမ်အနည်းငယ်ဆောင်းသွားတဲ့အိမ်ပိုင်ရှင်အနေနဲ့လည်းမနေထိုင်ရတော့တာရှိနေပြီးပလေးမြို့မှာရှိတဲ့ပညာစံအိမ်ကိုပိုင်အထက်တန်းကျောင်းပြူကျခဲ့ကငါးဦးတည်ဆုံးခဲ့တဲ့အပြင်ပလေးရှေးဟောင်းစီတီထိခိုက်ပျက်စီးခဲ့ကမနေ့ကအေဘီလာ၄ရက်နေ့အထိ CD 190စုခတ်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီက190ကြာရရဲ့အပြစ်ခတ်စစ်စာထုတ်ပြန်ပြီးမယ်။လေကြောင်းတိုက်ခတ်မှုဖြစ်စဉ်15ခုအထိရှိလာခဲ့တယ်လို့အမျိုးသားငင်ညွတ်ရေးအစိုးရ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကဒီနေ့ဖရော့ဖတ်ကိုပြောပါဗျ။အဆိုပါဖြစ်စဉ်တွေကို နိုင်ငံတကာအားသိမြင်စေချင်ပြီးစစ်ကောင်စီအနေနဲ့မင်္ဂလာပီလေအိုဒေတာနိုင်ငံများနီပီယာနဲ့ စီးပွားရေးပူပေါင်းဆောင်ရွက်ရေးအဖွဲ့ Bizdev အစည်းအဝေးမတိုင်ခင်ဟန်ပြပြီးအပြည့်ခက်ရဲဆဲဆာကိုထောက်ထားလို့ယူဆတယ်လို့သိရပါဗျ။ဒါပြင်စီကောင်စီအနေနဲ့ငလင်ကြောက်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိရောက်တဲ့ကူညီကယ်ဆယ်မှုတွေမလုပ်ပေးနိုင်တဲ့အပြင်လှုပ်ဆောင်ဖို့အစွမ်းစားလက်ရှိမနေပါဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့ April 4ရက်နေ့မှာမတလေးတိုင်းစင်ကူမြို့ပေါ်ကို လေနဲ့ဘုံတီတလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အခါ ပြည်သူလူထုပြင်းထန်တရားရှိခဲ့တယ်လို့သိရပါဗျ။အင်အားပြင်းငလေးပြစ်ခတ်မှုကြောင့်မဒလီတိုင်းအိုးပို့ထောင်မှာနိုင်ငံရဲ့အကျဉ်းသူ6ဦးသေဆုံးပြီးနိုင်ငံရဲ့အကျဉ်းသားအပါအဝင်အယောက်40ထိခိုက်တရားရှိခဲ့တယ်လို့နိုင်ငံရဲ့အကျဉ်းသားများကိုရဲ့ PPNM ရဲ့ဦးဆောင်ကော်မတီဝင် ကိုတိုင်းထူဦးကဖရဖကူပြောပါရယ်သေဆုံးသူ12ဦးရှိနိုင်ပြီးဆက်လက်အတည်ပြုနိုင်ဖို့စူးစမ်းနေတယ်လို့ဆိုပါရယ် တည်ဆုပ်သူနိုင်ခြင်းအမျိုးသမီးတွေကိုထောက်ရက်လှုပ်ထုံလွန်းနေတိုင်းတကြိုလိုက်တယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဌာနကတည်င်းအမောင်ချထားတဲ့အတွက်တပတ်ကြာမှအခုလိုအကြက်လက်တွေကိုတီးရတာဖြစ်ပြီးငလီဘူချက်နာမှာရှိတဲ့ထောင်ဖြစ်တဲ့အတွက်တည်ဆုံတိခိုက်မှုတွေများနိုင်တယ်လို့ကိုတိုက်သူဦးကသုံးသပ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကုင္ရင်ဆောက်ချောက်ရဲ့အသင်း AAPP က ကိုအောင်မျိုးကျော်ကတော့ထောင်တွေတည်ဆုံးတိခိုက်မှုတွေကိုအတိပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်ပြီးတော့ဒီအရွေအတွက်ကဖြစ်နိုင်ပြီးအပြည်လလေးရင်းနေမှာ ထုတ်ပြန်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ငလင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုအခြေအနေ အစဉ်ကစားအမှတ်စဉ်ကအရာနိုင်ငံတော်တည်ဆုံးသူ3162ဦးရှိပြီးမတလေးတိုင်းက1808ဦးနဲ့အများဆုံးဖြစ်တယ်လို့သိရပါဗျ။ဒီနေ့ဧပြီလ6ရက်ဖရော့ဖယန်နစ်စစ်တင်းတွေကိုကြားခဲ့ရတာပါ။ ကျမအမြမောပါရှင်အားလုံးရဲ့အတန်း Federal FM